ယူစီအုပ်ကဒီနောက်ဘက်ကတော့ရနီယာဒီရိုတာကိုချန်ပီယံဟောင်းရောဘတ်ဝစ်တစ်ကနဲ့ဇူလိုင်လ28ရက်နေ့မှာမိန်အီဗန့်နေရာမှာထိုးတက်ဖို့ပွဲတည်ပေးခဲ့ပါပြီ။ဒီတရေကလောကမီယူနိုက်တီးပါပဲ။ဒုတော့ကတော့မဟာအခွင့်အရေးတစ်ခုပါပဲ။သူတောင်းဆိုထားတဲ့အကောင်းဆုံးစတိုက်ကာတမတစ်ယောက်လို့ပြောလို့ရပါတယ်။ရောဘတ်ကတချင်ကချန်ပီယံဟောင်းတယောက်ဖြစ်ခဲ့ပေမဲ့အခုချိန်မှာအရင်ကတော့မကြားသေးပါဘူး။ဒါမဲ့ ground ဘိုင်းတော့အားနေပါတယ်။ ရှေးဘက်မှာခန်းဆန်းချီမရဲနဲ့ထိုးတော့ကခန်းဆန်းချီမရဲကဒိတ်တောင်းတစ်ချက်ဆွဲပြီးပထမချီမပဲရီယန်နီကချုံနဲ့နိုင်ပြသွားပါတယ်။ရန်နီယာတီရတာကလည်းဒီအချက်တွေကိုကောင်းကောင်းမြင်ပါပါ။ရောဘတ်ဟုတ်တက်ကရန်နီယာထိုးတက်ချင်နေတဲ့ဖိုက်တာတယောက်လို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ ground by r နဲ့လို့ပါ။ဒရော့ဘူတေကနံပါတ်5ပါဒရနီယာတော့တန်းအောင်ဝင်နေပါဘူး ဒါမဲ့ data byte ကကျော်ခွာပြီးစီစဉ်ပေးလိုက်တာပါဒီဘွဲ့ကရေးတက်စိတ်ဝင်စားမဲ့ပွဲတော်ပဲဖြစ်လာမှာဆိုတာသူသိနေပါတယ် data byte ကစီးပွားရေးအကွက်တော်တော်မြင်ပါတယ် Rania Durao ကိုခေါ်ရင် Rania Durao အောင်မြင် World Championship ကပြိုင်သက်တရော USC ကပြိုင်သက်တရောစိတ်ဝင်စားမှာဆိုတာသူသိနေပါတယ် Robert Wittig ကနဲ့ Rania Durao ကိုနိုင်ရှင်ကြည့်ရင်အသက်အရွယ်ကအတူတူပါပဲ35နှစ်တည်းဖြစ်နေပါပြီ ရန်ဒီအားတော့3လကြီးပါတယ်။တစ်ဖက်က US Champion ဟောက်တယောက်တစ်ဖက်က World Championship Champion ဟောက်တယောက်တယောက်က Striker တယောက်က PJJ ဒီဘက်ကခမန်ကပါတယ်။ Robert ကတော်ရုံ ground မှာနေဆိုတိတ်တောင်းတစ်ဖက်အကောင်းအောင်လုပ်နိုင်ပါတယ်။ခန်းဆက်ချင်းပိုင်းနဲ့ပွဲတော်ကတော့တော်တော်လေးချင်းနေဆိုပါတယ်။ Rania Thura က Be Fire လာလား ground point နဲ့ပဲကစားပါပါ။ Rania ရဲ့အားနည်းချက်ကိုကျင်းဘရမကြီးလောက်မှာ ပြိုင်ဘက်ကသူ့တိတ်တောင်းတွေကိုတဖန်လုံးနိုင်ကစားကွက်ပြောက်ပြီးတိုင်ပက်လာတာကိုတွေ့ရတယ်။ရောဘတ်ကတိတ်တောင်းတစ်ဖက်ပိုင်ဝင်ဘက်အတီးကထားပြင်ဆင်လာရင်တော့ရန်နီယာဒီရိုတော့ကိုနိုင်နိုင်ပါတယ်။ဒီရိုတော့တစ်ဖက်ပိုင်မလုံးနိုင်ရင်တော့ဘက်ပိုဇီရှင်နဲ့ရီယယ်နီကချောက်ခံအောင်ပါပါပဲ။ရန်နီယာကိုတိုင်းဆိုရောဘတ်ကိုနိုင်ပြီးနောက်တစ်ပွဲထပ်နိုင်ရင်ခပောပွဲထိုးရနိုင်ရှိပါတယ်။ သူလည်းပြည်ထောင်အကျိုးစားနေမှာပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးလည်း subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်